အားလုံးပဲမင်္ဂလာပါမြို့ဝိုင်တင်းတော်ရဲ့ဝဉ္ကြီးရဲ့အာဟာရညနေစာစီစဉ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာရောက်ချင်းစီတိုင်းတဲ့ဝဉ္ကြီးရဲ့ခွန်အားဖြစ်စေဖို့ရွေးချယ်ထားတဲ့နှုတ်ဘတ်တော်ရဲ့ကောင်းစဉ်ကတော့မျိုးစေ့ကျဲချင်းညရာမဆိုပြီးတော့မှကောင်းစဉ်တက်ပြထားပါတယ်အခြေပြုကြံပိုက်တစ်ပတ်ဖတ်ခြင်းပါတယ်ကဘာဦးချန်းခန်းကြီး26အငယ်17ထိုပြည်၌ဣဇတ်ဒီမျိုးစေ့ကိုကျဲ၍တနစ်ချင်းတွင်အစတရာသောအတိနံကိုရလေ၏ သာဝရဘုရားသည်လည်းကောင်းကြီးပေးတော်မူသဖြင့်သူသည်ကြီးပွား၍အလွန်စည်းစိမ်ကြီးသည့်တိုင်အောင်တိုးတက်လျက်စည်းပွားဥစ္စာများပြားစွာဖြစ်လေ၏။ဒီနေရာမှာဣဇက်ရဲ့မျိုးစေ့ကျဲခြင်းကိုတွေ့မြင်ရတာဖြစ်ပါတယ်။ဣဇက်မျိုးစေ့ကျဲခြင်းကပြဿနာမဟုတ်ပေမဲ့သူမျိုးစေ့ကျဲတဲ့အချိန်ကာလကိုကျွန်တော်တို့စဉ်းစားကြည့်မယ်ဆိုရင်တော့လူအုံနောက်အကြံစီတွေးခေါ်နဲ့မဖြစ်နိုင်တဲ့အခြေအနေဖြစ်ပါတယ်။သူရောက်နေတဲ့နေရာသူရှိနေတဲ့တိုင်းပြည်အခြေအနေက ထိုအချိန်မှာအစာခေါင်းပါရာကာလဖြစ်နေတယ်ဆိုတာကိုသိရပါတယ်။အစာခေါင်းပါတဲ့ပြည်နယ်မှာအစာခေါင်းပါတဲ့တိုင်းမှာမျိုးစေ့ကျဲရင်ကျွန်တော်တို့အုံနောက်နဲ့စဉ်းစားမယ်ဆိုရင်တော့ရစရာအကျိုးရလက်ကကြီးနိုင်စရာအကြောင်းတော့မရှိပါဘူး။ဒါပေမဲ့လည်းဖျားခင်ရဲ့မိန့်တော်နဲ့ဖျားခင်အလိုတော်နဲ့ဖျားခင်အကြံစီတော်ရှိတဲ့အခါမှာဣဇက်ကတခြားသူတွေကမျိုးစေ့ကျဲရင်တောင်မှဘာမှမဖြစ်ရင်ပဲမယ်။ဣဇက်မျိုးစေ့ကျဲတဲ့အခါမှာအစတရားပွားများတယ်ဆိုတာကိုတွေ့ရပါတယ် ဒါကြောင့်မလို့ဒီကနေ့ကျွန်တော်အနေနဲ့မိတ်ဆွေများခွန်အားပေးချင်တာကကျွန်တော်တို့ရဲ့အနာဂတ်အကြံစီကျွန်တော်တို့ရှေ့ဆက်သွားရမယ့်လမ်းကျွန်တော်တို့ရဲ့နေထိုင်ရာနေရာကမျောလင်းချက်မဲ့เสียဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်မျောလင်းเสียအခြေအနေမရှိတဲ့အခြေအနေမျိုးမှာရောက်ကောင်းရောက်နေနိုင်ပါလိမ့်ဒါပေမဲ့လည်းဒီနေရာမှာမိတ်ဆွေတို့ကိုခွန်အားပေးချင်တာကဣဇက်ကဲ့သို့ဖခင်ရဲ့အတန်ကိုကြားဖို့ပဲလိုအပ်တာဖြစ်ပါတယ်ဣဇက်ကဖခင်ရဲ့အတန်ကြားတဲ့အခါမှာ အစာခေါင်းပါးရမြေဖြစ်နေတော်လဲပဲ၆တွေ့နေတဲ့မြေပုံစံမျိုးဖြစ်နေတော်လဲပဲသူကဖျားစကားကိုနားထောင်ပြီးမျိုးစေကျဲတဲ့ကမှာအစတရားပွားများတာဖြစ်တယ်ဒီကနေ့ဒီနှုတ်ကပတ်တော်ခွန်အားပေးခြင်းစီစဉ်ကိုကြည်နေတဲ့မိတ်ဆွေများတင့်ရဲ့အခြေအနေကတင့်ရဲ့အနာဂတ်ကတင်ရှိနေတဲ့နေရာကအခြေအနေမကောင်းတဲ့အခြေအနေမျိုးရှိနေတော်လဲပဲအဓိကအရေးကြီးတာကထိုအခြေအနေမဟုတ်ဘဲနဲ့ကျွန်တော်တို့ထိုအခြေအနေကိုကြောင်းမြတ်ပေးနိုင်တဲ့လုတ်ပေးနိုင်တဲ့ ပြောင်းပြန်လုပ်ပေးနိုင်တဲ့ဖရာသခင်ရဲ့စကားတော်ပဲလိုအပ်နေတာဖြစ်တယ်။ဒီကနေ့ဖရာသခင်ရဲ့စကားတော်ကိုဤဆက်ကြားတဲ့အခါမှာမျိုးစေ့ကျဲလိုက်တဲ့အစတရားရတယ်။ဒါကြောင့်မလို့ဒီကနေ့ဒီမှာနားထောင်နေတဲ့ကြည့်ရှုခွန်အားယူနေတဲ့မိษွေများဖရာသခင်ရဲ့အတန်တော်ဖရာသခင်နှုတ်ကပတ်တော်သင်ရဲ့အတ္တတာထဲမှာစီးစင်းလာပြီးဝင်ရောက်လာပြီးဆိုရင်အချိန်တွေမှာမပူတည်တဲ့များစွာသောတိုးပွားခြင်းကောင်းကြီးတွေဤဆက်ကအစတရားတိုးပွားတယ်။သင်ရဲ့အတ္တတာထဲမှာလည်း တိုးပွားခြင်းကောင်းကြီးမင်္ဂလာစီးစိမ်ကြီးခြင်းကောင်းကြီးမင်္ဂလာတွေရရှိခံစားနိုင်တယ်ဆိုတာကိုခွန်အားပေးကြပါတယ်။ဒါကြောင့်မလို့ခရစ်တော်ကြွားဆင်းလာခြင်းရဲ့ဤယာမနဲ့ချိန်ထိုးနေမယ်ဆိုရင်ဖျားသခင်ကသူ့ရဲ့တပါးသေးသောသားတော်ကိုကျွန်တော်တို့ကမ္ဘာလောကကြီးကိုမျိုးစစ်အနေနဲ့ဆေလွတ်လိုက်တဲ့အခါမှာကျွန်တော်တို့ကမ္ဘာလောကကြီးထဲမှာဖျားသခင်အတွက်အမျက်ရစရာအခြေအနေကတိတ်ပြီးတော့မှမရှိပါဘူး။ဒါပေမဲ့လည်းသားတော်ကိုမျိုးစစ်အနေနဲ့ချလိုက်တဲ့အခါမှာ တကယ်ပဲဝိညာဉ်တွေများစွာခရစ်တော်အဖြစ်ကယ်တင်ခြင်းရရှိတယ်ဆိုတဲ့ကျိတ်သိမ်းရတယ်ဆိုတဲ့အကျိုးရလက်ကိုရရှိတာဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ဝိညာဉ်ရေးရနယ်ပယ်နဲ့ဆိုင်တဲ့အရာတွေကိုမိတ်ဆွေတို့ဖရားရဲ့နီလန်းနဲ့အညီမျိုးစေ့ချတတ်ဖို့ခွန်အားပေးကြပါတယ်။ဒီကနေ့ဝိညာဉ်ရေးရနဲ့ဆက်ဆိုင်တဲ့မျိုးစေ့တွေကိုချလိုက်ပြီဆိုရင်ဘုရားသခင်ကတောင်းယူပေးမှာဖြစ်တယ်။ဘုရားသခင်ကအစများစွာကိုတိုးပွားစေမှာဖြစ်တယ်။ဒါကြောင့်မလို့ ဒီကနေ့မိတ်ဆွေလိုအပ်နေတာကဖရာရဲ့အတန်တော်ဖရာရဲ့နှုတ်ကပတ်တော်ဖရာရဲ့စကားပဲလိုအပ်နေတာဖြစ်တယ်။ကြံနဲ့ပြပြတ်နေတဲ့အခြေအနေတွေကိုအာယုံမဆိုင်ပဲနဲ့ဖရာရဲ့အတန်တော်ကိုအာယုံဆိုင်ပြီးတော့မှမိတ်ဆွေမျိုးစေ့ကျဲလိုက်မယ်မျိုးစေ့စိုက်လိုက်မယ်ဆိုရင်မိတ်ဆွေအတွက်ဖရာသခင်ကများစွာရိတ်သိမ်းရသောကာလကိုပြင်ဆင်ပေးမယ်ဆိုတဲ့အရာလေးနဲ့ဒီနှုတ်ကပတ်တော်လေးကိုကိုးကားပြီးတော့မှအယောက်ချင်းစီတိုင်းကိုဖွန်အားပေးလိုက်ပါတယ်။အယောက်ချင်းစီတိုင်းရဲ့ပုံမှာဖရာရှင်ထူးပဲကောင်းကြီးပေးပါစေ။